အဲကြောင့်ဒီ TikTok animation တွေဒီ YouTube animation တွေဒီ Python နဲ့လောက်တာပြမို့နော်အဲဒီမှာဆိုကျွန်တော်ဒီ token မှာထိုင်ထားလေးရှိရဲအဲကောင်ဆိုကျွန်တော်ကဘာလုပ်ပေးမှာလဲဆိုတော့ဒီမှာ image ကြီးရင်ဖယ်လို့ရတယ်ဟိုမှာကျွန်တော် down user လောက်ထားပြီးသားဟာလေးရှိရောဒီမှာ drive way ယူပေးမှာ image တစ်ခုချင်းဆို upload image ဆက်သွားလို့ရတယ်ဟုတ်ပြီ upload ရပြီ အဲဒါကတော့ဒီကားလို့ကျွန်တော်ကဒီမာလို့ချင်တာဆိုကျွန်တော် voice over သုံးမြင်တာမျိုးဒါမှမဟုတ်လေမြန်မာ comic book ပြောင်းမြင်တာမျိုးဘယ်လိုအဲ့လိုမျိုးလဲဆိုကျွန်တော်ဒီကောင်းမှာသွားလုပ်လို့ရတယ်အဲဘာလို့လုပ်လို့ရမလဲဆိုလို့ရှိရင်ဒါ image ကြီးရှိရဒီအောက်မှာဆိုကျွန်တော်ဒီ area လေးကျွန်တော် map လုပ်လိုက်ပါတော့နော်အဲ့မှလုပ်ပြီးကျွန်တော်ဒီဟာလေးကိုအဲဆိုကြပါဦးဒါတော့ဒီအောင်ဒီအောင်လည်းဖြစ်အောင်လုပ်ရင်တော့ပိုကောင်းတယ်အဲ့ဒါတော့နည်းနည်းထပ် try ရမှာပါနော် โอเคအဲဒီအမျိုးဆိုကျွန်တော်ဒီမှာ translate လုပ်တယ်အဲကောင်လေးထည့်ခြင်းထည့်လို့ရအဲဒါမှထည့်လိုက်တယ်ဆိုရင်ကျွန်တော်ဥစားကအာဒီနားလောက်ကိုအတိအကျမဝင်သေးဘူးအဲတစ်ချက်ရှိရဲအဲဒါမှမဟုတ်ကျွန်တော် AI နဲ့ generate လုပ်ပြီးတော့ကျွန်တော်ကဒီကိုယ့်ဟိုဇလန်းသွားတွေဖန်သေးရပေါ့နော်အဲဆိုဘာလို့ရဆိုဒီ append ဆိုပြီးတော့ကျွန်တော်က test တွေ additional test တွေသွားပြီးတော့ထည့်ပေးလို့ရအဲအဲ function တွေရှိရဲဒီကောင်ကပို့ပြီးတော့နည်းနည်းပို့ဆောင်တဲ့ app ဆိုတော့အမင်းကို ကိုဟာကိုဒီ background music တွေရှိမယ်အဲ့ဒါတော့ကျွန်တော်ဒီမှာ create လုပ်ထားရှိရ MP3 music file တွေတစ်ဖိုင်အဲ့ဒါလေးပဲအတူတူအသုံးလာမှာရပြီအဲ့ဒါဘာလို့မလို့ကျွန်တော် generate လုပ်ဝင်မြန်မာ translation မှာထည့်မလားဒါမှမဟုတ် voice over တွေထည့်မလားပေါ့နော်အဲ့ရှိမှတော့ကျွန်တော်ဘာမှမလုပ်ထားဒီမှာလုံးလို့မရနိုင်ဘူး okay ဲ့သူလုံနေရဲ့အတန်ဖိုက်နော် โอเคရပြီ generate successful ပြီးတော့ down လို့ရပြီတော့ down လိုက်ပါဒီကောင်းလေးပေါ့နော်အာဒါပိတ်လိုက်တော့မယ်ဟောဖွင့်ကြည့်အောင်အဲဒီမှာ scroll down factor နည်းမြန်နေသေးတယ်အဲဒါတော့ဒီ parameter တွေကကျွန်တော်ချိန်လို့ရတယ်ဆိုတော့မဆိုဘူးဒါပေမဲ့ငြင်းတော့စာဖတ်လို့မရဘူးโอเคအဲ့ဒါဒီချိန်အောင်နော် အဲဒါဆိုရင်တော့မလုပ်လို့ရဘူးလေဒီ YouTube animation တွေ TikTok animation တွေကိုဒီ web app နဲ့လည်းခဏလို့ရပါ